ဘယ် Alaki Review Channel လူမြတ်ကျော် Channel Channel နှစ်ခုလုံးမှာကျွန်တော်သတင်းအပိုင်းနှစ်ခုတင်ဆက်နေပါတယ်ဒီကာလဟာအရေးကြီးလာတဲ့ကာလတစ်ခုဖြစ်လို့နေပါပြီလူမြတ်ကျော်ကိုကြည့်တဲ့သူတွေကလည်းဟိုဘက် Alaki Review မှာသွားကြည့်ပေးပါဒီအပိုင်းမှာကျွန်တော်တို့နိုင်ငံရဲ့အရေးဟာလှုပ်လှုပ်ခက်ခက်ဖြစ်လာပါတယ်စရရင်တော့ American အတွဲအဆက်ကစားကွက်ကရင်ပြည်နယ်ကကြားဖြတ်အရေးတားပြင်မှာဝမ်ပေါင်းကိုအညာသားတွေစော်ပလော်တီးတယ်ဆိုတဲ့ကိစ္စချောလိုက်ဒုံးနေနဲ့တစ်တာဝမ်ပေါင်းတဝင်းလုံးမီးဟုံဟုံတောက်နေပါလေအဲ့တော့ဟိုဘက်မှာအလကီရီဗျူးမှာရောလူမျက်ကြော်မှာရောအရေးကြီးတဲ့တိုင်းပြည်ရဲ့အလဲအပြောင်းသတင်းတွေကိုကျွန်တော်တင်ဆက်ပေးနေပါတယ်အတွေးအမြင်သဘောထားသုံးသက်ချက်တွေလည်းပါတာပေါ့ဗျာဒီကနေ့မှာတော့နောက်ဆုံး ကီကီပတ်ကြားဖြန့်ကရင်ပြည်နယ်မြဝတီနောက်ဆုံးအခြေအနေကိုပြောချင်ပါတယ်အဲ့တော့ကရင်ပြည်နယ်မှာကြားဖြန့်ဟာကီကီပတ်တစ်ခုလေလားဒါမေးခွန်းတစ်ခုပါနောက်တစ်ခုကကြားဖြန့်ကထွက်ပြေးလာတဲ့တရုတ်တွေကိုခေါင်းကြီးပိုင်းတွေကိုစောချစ်တူနဲ့ဗိုလ်တင်ဝင်းတို့ကကာကွယ်ပေးပြီးမြဝတီမှာပွတ်ထားတယ်ဆိုတဲ့သတင်းထပ်ပေါ်နေတယ်လို့ စောချစ်သူဖင်ကုံးဥချပြီးဆူတောင်းနေတဲ့ထိုင်းနိုင်ငံဘန်ကောက်ထောင်မှာဖမ်းဆီးထားတဲ့ကြားပြန့်ရဲ့ဖခင်ကြီးကိုထိုင်းနိုင်ငံကတရုတ်ကိုလွှဲပြောင်းပေးမယ်လို့တရင်ထွက်ပေါ်နေပါတယ်။ဟုတ်ပြီဒါဆိုရင်ဂရင်ပြည်နယ်ကကြားပြန့်ဟာ KK ဘက်တစ်ခုတည်းမှာလားဆိုတဲ့ကိစ္စကြည့်လိုက်အောင် ညာရီမြို့ပါလေညာရီမြို့ယူပါလေအေးအေးဆိုင်တဲ့ဆိုင်လေကြားပြန်အလုပ်ရှိရမဟုတ်ပါဘူးလို့နော်တချို့မသိရဲ့ကလေးတွေတချို့မသိရဲ့ဒီဒီမိသားတွေကိုပြောပြပေးရပါတက်တီးတဲ့ဆရာမကြီးဆရာကြီးကတော့ကြော်သွားပေါ့နော်အဲ့ခါကျတော့အခုအေးအေးဆိုင်ကလေးကလေးထသွားတဲ့အပေါ်မှာညာရီမြို့ရလုံးဝအာမတိမငိမ့်ဖြစ်ပြီးလုံးဝပြင်းနေလွားနေရဆိုပုံစံမျိုးလူတွေထင်နေအမှန်ကတော့မဟုတ်ဘူးနော်အဲရှင်တို့ကိုဝန်ဖမ်းမယ်ဆိုလို့ရှိရင်လွယ်လွယ်လေးအခုလိုမျိုးခိုးကြရင်လည်းမရဘူးအပြင်ကနေဝိုင်းလိုက်မယ် နောက်တခါလေးကုံပိတ်လိုက်မယ်ပိတခါလေးနှခမ်းတော့ကိုအေးဆေးလေးလိုက်ဖမ်းရုံပဲလေနော်အခုကတခါလေးခွင့်မီရောနေလို့ကြိုးချောင်းခိုင်းနေအဲနော်ကြိုးချောင်းခိုင်းနေတွားခိုင်းနေပြန်ခိုင်းတာနော်ပြီးခိုင်းတာမဟုတ်ဘူးကောနော်ပြီးခိုင်းတာမဟုတ်ဒါကိုတချို့တွေကြာလဲအာရုပ်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 ဖြစ်သွားတဲ့ခါကျတော့အเจ้าမူမီပြကြလာကြတာမျိုးလည်းရှိတယ်နော်အဲတချို့ကြတော့လဲဒီလောကကြီးကိုနည်းနည်းလေး အဲနားလည်နေလူကြတော့လည်းအခုဆိုလို့ရှိရင်အိမ်ဆိုင်တပတ်မပြေးသေးတဲ့ကလေးတွေရှိတယ်တချို့ကြံခဲ့တဲ့လူတွေရှိတယ်ပေါ့နော်အဲဒီခါကျတော့ဒီညာမျိုးတွေမှာနေကိုကြားဖြတ်ဆိုင်တွေအများကြီးရှိပါတယ်ဝမ်ခအော်ဘောဝမ်ခပြတဲ့တို့ဒီ25ဂိ17ဂိ18ဂိတိတ်ဂိခရမ်းကြဂိထုံတာဂိ669 93လုံး UK အဲဝါခဧကတရာမေထောတိကိနာဘဝါခဧကတရာ site ရှိတယ်ပြီးတော့လို့ရှိရင်ရွှေချောင်းပင်ကိရှိတယ်ပြီးရင် A 1 2 3 4 5 6ရှိတယ် A ကကြော်တော့ပြီဆိုလို့ရှိရင်လည်းမင်းလက်ပန်ဝီလီ site ကြောက်ခက်ဖလူလေးဖလူကြီးအများကြီးရှိတယ်ချေကုတ်ကိုဆိုလို့ရှိရင်အရင်တော့ရွာကလေးပါပဲလို့ကတော့လက်ချွေးရီလိုရတဲ့အေးလေးတရားအခုနောက်ပိုင်းဒီတယောက်ကြားပြန်ဆိုင်လာမှတာလည်းရွှေကုတ်ကိုပြီးတော့မြို့သိဆိုတော့မှအခုလိုမျိုးဟိုဖန်ချန်နေနဲ့မီးတွေနဲ့ရိုင်းကပပြီးတော့ရိုင်းစီကားသွားတာ နော်အဲ့ဒီခါကျတော့ဒီခင်ဗျားကြီးသုံးစုပေါ်မှာပါဒီဓာတ်ဖျက်လုပ်ဒီကရှိရယ်နော်အဲ့ခါကျတော့ပြောပြစင်လာကလည်းဓာတ်ဖျက်ဆိုတာအေးဆိုင်တစ်ဆိုင်ထဲမှာတည်းရှိနေတာမဟုတ်ပါဘူးရှင်အေးဆိုင်ကြီးတို့လူကရက်တွေထားပြီးဖြစ်သွားတဲ့ပုံမှာဘူးဒီပြရတယ်အများကြီးလည်းလောကပြက်စီပြက်စီသွားတာမျိုးမဟုတ်ပါဘူးဘာသာအခုဒါသူတို့ပိတ်သိမ်းမယ်ဆိုလို့ရှိရင်လောကပိတ်သိမ်းဖို့ဆိုရင်လည်းအချိန်ယူပါအောင်မတညာပြီးတညာတညာပြီးတညာသိမ်းဖို့တော့ပေါ့နော်အဲ့ကိဓာကြီးကအာလောကမဖြစ်မြောက်သွားပဲနဲ့ပြန်လဲပတ်အောင်မယ်ဆိုရင်အဲ့ဒါကြီးပြန်ဖွင့်ရင်လည်းဖွင့်ပြန်မှာပေါ့နော် ပြန်ဖွင့်ရဖွင့်ပြန်ပါအဲ့ဒီခါကျတော့ဒါတချို့မသိတဲ့လူကြီးမိသားတွေကိုပြောပြပေးရတချို့မသိတဲ့ကလေးတွေပြောပြပေးရပါအခုဖြစ်သွားတဲ့ကိစ္စပေါ်မှာကျမစီကမှလူကြီးမိသားတွေဖုန်းဆက်ပြီးတော့မှအများကြီးရှိနေနေတဲ့လူတွေအများကြီးရှိတယ်ကျမလည်းတီတလောက်မှတ်တလောက်ပြီးတော့ပြောပြပါတယ်ရှင်ဒါကျမတို့ကကိုယ်နိုင်ငံမှာနေတဲ့ခါကျရင်ဒေးလေးဆွေနားလေးဆွေလက်စီလေးဖွင့်နားလေးကိုဖွင့်ပြီးတော့နေရနေရတယ်ပေါ့နော်နေရတယ်အဲဟိုလုံပြောမယ် တချို့တွေထင်တာပေါ့နော်ပြီးရလွားဟဲဆိုပြီးတော့မှအဲပြီးရတယ်ပြီးရတယ်ဆိုတာကလေအမှန်တကယ်တော့ဘယ်လိုပြောမလဲတယောက်ရအောင်လိုက်ရအောင်ပြီးတော့မှအဲတချို့မသိတဲ့လူတွေကလည်းယုံယုံရင်းစားထားဖြစ်သွားပါတော့အမှန်ငယ်ရကြတော့တို့ကတကားလေးခွင့်ပေးပြီးတော့မှရှောင်းထွက်ပြန်ဆိုပြီးတော့မှအဲ့လိုမျိုးလုပ်ခိုင်းတာလေနော်တကယ်တမ်းအဲဝင်ဖမ်းမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပြေးကြိတ်အောင်မရပါဘူးလို့တို့အပြင်ကဝိုင်းပြီးတော့မှအခန်းကြီးတကားလေးကိုပိတ်ပြီးတော့မှတစ်ခါမှတစ်ခါတွားလိုက်ဖမ်းရုံပါပဲရှင်နော်တချို့နားမယ်တဲ့လူတွေကပြပြတာပါ ကဲအားလုံးကြားပါတယ်နော်မြောက်ဒီမြို့ပေါ်မှာနေကြားဖြတ်ယုံနေရနန်းတော်ကြီးတပွဲ အများပြားရှိပါတယ်စတုံးဂိတ်မှာဆိုရင်ဂုံစင်းသွားတာနဲ့ကြားဖြတ်ယုံနေမြောက်ဒီတမျိုးလုံးဟာကြားဖြတ်နေကြီးပါပဲအယတားပြည်သူဟာအ ਨੇ အပါပဲရှိပါတယ်အဲ့ဒီမှာမှထပ်ပြီးတော့တယုတ်ခွဲပြောပြရရင် BGF ဂိတ်တိုင်းမှာကြားဖြတ်လုပ်ငန်းတွေရှိပါတယ် ဘီဂျီအခြေစိုက်ထားတဲ့တောင်ရင်းမြေကမ်းနာတလျှောက်လုံးကဂိတ်ဂိတ်တွေတိုင်းမှာကြားဖြန့်လုပ်ငန်းတွေရှိပါတယ်ကြားဖြန့်လုပ်ငန်းတွေကိုစောချစ်သူဥဆောင်တဲ့ဘီဂျီအကထိန်ချုပ်မွေးမြူလုတ်ကင်ခွင့်ပြုထားတာပါအဲ့တော့ဂေဂေဘက်ကိုစောချစ်သူကပုံချပြတယ်ဗျာဟင်းကျော်လာအဲ့တော့ဒီကနေ့ ဒီမီနဲ့မြောက်ဝတီမတော်တလေးကြေးရွာကြီးက KK ပတ်အဲ့ဒီငွေလေးလုပ်ငန်းကနေရှောင်ပြေးလာတဲ့သူတွေဟာထိုင်းနိုင်ငံမဲဆောက်မြောက်ဝတီအမှတ်တရတာထိတ်မှစုပုံနေပါမြောက်ဝတီထဲမှာလည်းအိမ်ကြီးလိုက်ငါတာထောင်းလုံးမောင်းချနေတာပဲမြောက်ဝတီမြို့ဟာဆိုရင်လက်ရှိ VGN နဲ့စစ်တပ်ဟာထိန်းချုပ်ထားတာပါအဲ့တော့ကြားပြန့်ငွေလိမ်သူတွေမြောက်ဝတီမှာလွတ်လွတ်လပ်လပ်သွာလာလုံရှားနေထိုင်ခွင့်ရအောင် စစ်တပ်နဲ့ BGF ခွင့်ပြုထားတယ်လို့နံပါတ်1သတ်မှတ်လို့ရပါတယ်အဲ့တော့ passport တွေ visa တွေရှိတဲ့တချို့တရုတ်တွေဟာအခြားနိုင်ငံသားတွေအပေါ့ထိုင်းမှာချစ်ချည်တာကနေပြီးတော့ထိုင်းဘက်ကိုဝင်ပြီးတော့อืมထွက်ပြေးကြမယ်ပေါ့ဂေဂေပတိတ်ကနိုင်ငံသားတွေကမြောက်တွေကိုရှောက်လာတာထောင်နဲ့ချီနေတယ်ဒါပေမဲ့ဘဒုမဖန်စီအရေးယူဘူးမရှိဘူး ဲ့တော့ဒီနေ့ဒီအချိန်မှာဆိုရင်ထိုင်းဘက်ချမ်းမဲဆောင်မှာလေအာဒီကျွန်တော်တို့ဂျာပြန်တရုတ်ဒီခိုးဝင်လာတယ်ဆိုပြီးတော့တရဆက်ဖမ်းဆီးမှုတွေရှိနေပါတယ်ဂျာပြန်တရုတ်ဒီအပြင်ထိုင်းဖိလစ်ပိုင်ပါကစ္စတန်မလေးရှားကိုရီးယားအာဂျင်တီးနားနိုင်ငံသားတွေလည်းပါပါတယ်အဲ့တော့ KG ဘက်ကနေပြီးတော့ရှောင်းထင်းလာတဲ့ညမာတွေကိုတော့စစ်တပ်ကပေါ်တာဆွဲဖို့ ဇေဝကပြိုင်းအစင်သိစောင့်နေပါတယ်ဒီနေ့ဒီအချိန်မှာလောက်ကင်ဒေတာမှာဘယင်တပားကဲ့သို့နေခဲ့တဲ့ဝီဆန်းမြမစစ်တမှာဘုံမူကြီးအစင်ရှိတဲ့ဝီဆန်းမြမနိုင်ငံ14ခုမှာ နေရာ14ခုမှာရင်းနှီးမြုပ်နှံထားတယ်ကြားဖြတ်ကရတဲ့ငွေတွေနဲ့မြမနိုင်ငံက နေရာ14ခုမှာယင်းနှီးမြုံနှံထားတယ်။နိုင်ငံရေးပါတီ3ခုမှာဝေဆန်းရဲ့လူတွေကိုငွေပေးပြီးထည့်ထားတယ်။ချက်ခံရေးပါတီမှာဗဟုအဆင့်ထိလူတွေပါတယ်။ခင်ကြီးနဲ့လည်းမကင်းပါဘူး။တရုတ်နိုင်ငံပြည်သူများနဲ့နိုင်ငံတကာကလိန်လေရရှိတဲ့ဘီလီယံနဲ့ချီတဲ့ဒေါ်လာများကိုမန္တလေးတိုင်းရေကုန်တောင်စီမံကိန်းအပါအဝင်အမေရိကန်တန်ပေါင်း900 ဟိုတယ်နဲ့ပြည်စားလုပ်ငန်းတွေကိုမြန်မာနိုင်ငံရဲ့နေရာ14ခုမှာရင်းနှီးမြှုပ်နှံခဲ့တယ်လို့ဟော sorry ဝေဆမ်းမဟုတ်ဘူးဖူလီထိုက်ဦးမောင်မောင်ကထွက်ဆိုခဲ့တယ်ရှင်းလားတိလားဖူလီထိုက်ဦးမောင်မောင်ကိုအဲ့ဖူလီထိုက်ဦးမောင်မောင်အပြင်ကိုရှက်ကြည်ချမ်းရှက်ကြည်ချမ်းကဒီကနေ့ထိုင်းနိုင်ငံရေးကျွမ်းကျင်သူတယောက်ရေးလာတာ ကိုစတီဗင်ဆန်းယူရှက်ကြည်ကျန်းစောချစ်သူတို့ဖျားလို့ကိုးကွယ်နေတဲ့ရှက်ကြည်ကျန်းရွှေကုတ်ကုန်နဲ့ကေကေဘတ်တီထောင်သူအရှင်သခင်ကောစင်တာလို့ခေါ်တဲ့အွန်လိုင်းလိန်လည်မှုတွေစောချစ်သူနဲ့မင်းအောင်လိုက်အကျိုးမြတ်ဘလောက်ရှာနေလဲဆိုတဲ့ကိစ္စတော်တော်နဲ့နဲလာပါတယ်မြန်မာပြည်မှာကြားဖြန့်နေပတ်သက်ရင်မင်းအောင်လိုက်နဲ့စောချစ်သူကိုမဖမ်းမချင်းကြားဖြန့် မပပျောက်ပါတရုတ်နဲ့အမေရိကန်ဝန်ဒီညာကနေတရင်စကားပါပါတယ်ရှက်ကြည်ချမ်းဟာ1980နှစ်မှာမွေးတယ်အသက်40နှစ်မှာကျောင်းကထွက်တယ်အသက်20မှာဖိလစ်ပိုင်ကိုပြောင်းတယ်တရုတ်နိုင်ငံမှာအွန်လိုင်းလုံစားလုပ်ငန်းတွေမှာပါဝင်ခဲ့တာကြောင့်ဒီအဆိုရကထောက်နှံချမှတ်ခဲ့တယ်နောက်ပြီးတော့ကမောရီးယားကိုသွားတယ်ကက်စီနိုလုံစားလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံတယ်ကမောရီးယားကမြို့သစ်စီမံကိန်းတွေကို2008ခုနှစ်မှာစတယ် ကမ္ဘောဒီးယားနိုင်ငံသားခံယူတယ်။နာမည်၃ဦးနဲ့လှုပ်ရှားတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကတော့သူ့ကို69နှစ်စာချုပ်ချုပ်ပြီးလုပ်ငန်းတွေလုပ်ပိုင်ခွင့်ပေးတယ်။2016မှာတိုင်းမြမနေဆက်မြဝတီကိုလာပြီးစောချစ်သူနဲ့အတူရွှေကုတ်ကိုမြို့တည်စီမံကိန်းကိုစခဲ့တယ်။အဲ့ဒီနေရာအတွက်သူ့ရဲ့ရထိုက်ကုမ္ပဏီက အမေရိကန်ဒေါ်လာ15ဘီလီယံနဲ့ယင်းနှမြုံနေမယ်လို့တရားဝင်ကြေညာခဲ့တယ်။ရွှေကုတ်ကမျိုးသစ်ဟာတရုတ်သမ္မတရှီရဲ့ BRI စီမံကိန်းရဲ့အစိတ်ပိုင်းလို့တော့တရင်ထွက်တယ်။နောက်တော့မေလ23ရက်နေ့2021ခုနှစ်မှာတရုတ်ကရှက်ကြည့်ချန်ကိုအင်တာပိုကနေဖန်ရန်ထုတ်ခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ရထိုက်ကုမ္ပဏီဟာဧပြီလ28ရက်နေ့2022ခုနှစ်မှာ မြောက်ဒီနဲ့မဲဆောက်ညီမမျိုးတော်တိဆောက်မဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတွားရောက်စကားပြောတယ်လို့အကြံမြင်သိထားရတယ်အဲ့တော့ဒီအချိန်မှာရှက်ကြည်ချမ်းကအဖမ်းခံခဲ့ရပါပြီအဖမ်းခံပြီးတော့ဘန်ကောက်ကထောင်ထဲမှာရှောင်းနေပါတယ်နေဆက်မဲဆောက်ဘက်ရောက်ရင် DGB BGF စောချစ်သူတို့နဲ့ အကူအညီတွေနဲ့ထွက်ပြေးဖို့လေသူမကြာခဏစီစဉ်ပါတယ်အဲ့တော့သူကထိုင်းနိုင်ငံကနေပြီးတော့တရုတ်နိုင်ငံကိုလွှဲပြောင်းပေးမယ်လို့နောက်ဆုံးသတင်းရများရသိရပါတယ်စောချစ်သူနဲ့မအားလာဒီကြားဖြန့်လုပ်ငန်းတွေကဘယ်လောက်ရှာနေလဲလို့ခံမှန်းတွက်ချက်မှုများအရာ မြောက်ရီမြို့တမြို့ထဲမှာတနစ်ကိုဘတ်တန်း3500ချုံရွှေကုတ်ကမြို့ကအမေရိကန်ဒေါ်လာ192တန်းဘတ်တန်း9900ချုံကေကေဘတ်တော်ကမပါသေးဘူးကောစင်တာလုပ်ပြီးအွန်လိုင်းငွေလေမှုတွေနဲ့ပတ်သက်ပြီးတရက်ကိုဘတ်တန်း80ကနေ100တိရတယ်စောချစ်သူ BGA ရဲ့ဝင်ငွေဟာတနစ်ကိုဘတ်ငွေတန်းတောင်းတဲ့ချီရှိ ဲ့ဒီကရတဲ့ငွေတွေကိုဗမာစစ်တပ်ကယာကင်တော့တန်းထောင်ချီအနေဆုံး90ယာကင်တော့ခွဲပေးရပါတယ်ခွဲမပေးရင်ရွှေကုတ်ကုန်ရဲ့ကေကေဘက်ကဘုံချဲမယ်လို့ခဏခဏချိန်ဝါခံရပါတယ်ဂျာရီယာကျွန်တော်စိတ်ကူးနဲ့ပြောနေတာမဟုတ်ပါမြူဒါကဝိုင်းနေလုံကြုံကြီးကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်ဝင်ကြီးတွေကပြောတဲ့စကားနေပေါက်ကြားလာခဲ့တာပါအဲ့တော့ online ငွေလိမ်လုပ်ငန်းကို လုပ်တယ်လက်နက်ကင်တယ်ဒီအကျိုးမြတ်တွေရယူတယ်တိုင်းပြည်နေလူမျိုးကိုတစ္ဆာဖောက်တယ်အခုအချိန်မှာဆိုရင်ပါလုံးနေတယ်ကြည်ပတ်ချားဖြင့်လက်ကြီးတရုတ်လုပ်ငန်းရှင်တွေနဲ့အရေးပါသူတွေ စစ်တနေစစ်တလောက်ကံ BGS စောချစ်သူတင်ဝင်းဘုံမုတ်တုံတို့ကခေါ်ထုတ်သွားတယ်လို့ကျွန်တော်တို့သိရပါတယ်။ရွှေကုတ်ကိုအပောင်ဝင်ဘေးကင်းရနေရာတွေမှာဖွက်ထားပါတယ်။အော်တိုဘား20နှစ်နေမှာတည်းကကြာပြန့်တရုတ်တထီးဒီနီးပညာသမားတွေကို BGS ကခေါ်ထုတ်သွားတယ်လို့ဒေတာကန်တွေကတွေ့နေရပါတယ်။ကြာပြန့်တရုတ်တထီးဒီနဲ့ IT ပညာရှင်တွေကိုရွှေကုတ်ကိုဖျားသုံးစု BGS နေမြေတွေမှာဖွက်ထားပါ အခုထိုင်းနဲ့မြောက်ဝတီကိုဝရုံသုံးကားထွက်ပြေးနေတာကအလုံသမားနဲ့အလုံကြီးကျက်ဗမာလုံသားတွေတလောက်ပါပဲအရေးကြီးတဲ့လူတွေကိုတော့စောချစ်သူ မုတ်တုံ တင်ဝင်းတို့ကဖွက်တာပြီးစစ်တပ်အကူအညီနဲ့ရန်ကုန်မန္တလေးကိုပို့မယ်လို့နောက်ဆုံးသတင်းများရကြားသိရပါတယ်အဲ့တော့ကြားပြန့်တထေးတွေနဲ့အရေးပါသူတွေကိုဘီရက်ကအထူးအစီအစဉ်တွေနဲ့ရွှေ့ပြောင်းပေးတဲ့နေရာမှာမြဝတီ95ဂိတ်တင်ငန်းညီနောင်ဂိတ် ကော့ဂရိတ်ကိုးတိုင်ဂိတ်ဂျုံဒိုးဂိတ်အပါဝင်စစ်တပ်ဂိတ်တွေဟာလုံကြုံရေးယူပြီးတဲ့အပြင်ကိုဂိတ်ပါပွင့်ပေးတာပါတယ်ဆိုတော့မြောက်ဝတီမှာမြောက်ဝတီမှာတီတီပတ်တစ်ခုတည်းကြားဖြတ် online ငွေလိမ်လုပ်ငန်းလုပ်နေတာမဟုတ်ဘူးရွှေကုတ်ကိုအပါဝင်မြောက်ဝတီမြို့ပေါ်မှာတယ် အွန်လိုင်းကာစီနိုလောင်းစားယုံပေါင်းရာနဲ့ချီပြီးရှိပါတယ်ရန်ကုန်မှာလမ်းမတော်လိုင်းတာယာက FM အင်ရဲမှာဒါဆိုရင်ချားပြည့်ရဲ့အဓိကကြော်ယူဟာတရုတ်တွေဖြစ်ပြီးတရုတ်တွေကကြားဖြတ်ကိုယူလာတယ်ပြန့်ပွားအောင်စီးပွားရှာဖို့နေရာနဲ့အကျိုးအမြတ်ကို မြန်မာစစ်ဘုံဂျုံမင်းအောင်လိုင်းနဲ့အာနာရှင်တစုရေကရင်နယ်ကြားဆောင်တက် BGF DGB အပဝင်ရှမ်းမြောင်နယ်ဇက်က MNDAA တို့လည်းအကျိုးအမြတ်တွေရယူခဲ့ပါတယ်ဒီတော့တရုတ်နေနေမဲ့ကြားဖြန့်နဲ့အမေရိကန်နေနေမဲ့ကြားဖြန့်ဘသူကလက်ဆောင်ပို့ထက်တယ်တင်ပ ཁས 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 ཁས